ဘုရမမြတ်စွာဘုရားသခင်ဤဘုဒ္ဓဝင်အကျဉ်းချုပ်သုံးလောကထွက်တာဘုရမမြတ်စွာဘုရားအလောင်းတော်သည်ဤဘဒ္ဒကဘာမှာပြန်၍ရည်တွေ့သည်ရှိသောရည်တင်ရှိနေကဘာတသိန်းထက်၌သူမိတာယသိဖြစ်ခဲ့သည်ရည်တင်ရှိနေကဘာသိန်းလွန်ကာလမှာဖွင့်တော်မူသောဒီပင်ကရာမြတ်စွာဘုရားရှင်ဤရှိတော်ရင်မှာကိုတော်တို့ရဲ့နိဗ္ဗာန်ချမ်းသာကိုရယူနိုင်တော်လေဩဃလိပြာတန်လျာ၌မြေမျောပါရကုန်သော ဝိညာဉ်တတဝါပေါင်းတို့အားတနာကျင်နာတော်မူသဖြင့်မယူခဲ့ဘူးသူမေတာရှင်သေးဖို့သူမေတာရှင်ရသေးဘဝမှာစ၍ဝေဒန္တရာမင်းကြီးဘဝတိုင်အောင်မရေမတွက်နိုင်သောဘဝများစွာတို့၌ရွှေငွေစင်မြန်းအစရှိသူတို့ကိုလူဒန်းခြင်းဟုတဲ့ဒါနပါရမီရှေလက်နာနှာခေါင်းအစရှိသူတို့ကိုလူဒန်းခြင်းဒါနဥပပါရမီ မိမိရဲ့အသက်ကိုယ်တော်လှူခြင်းဆိုတဲ့ဒါနပရမတ်ထပါရမီအစရှိသောပါရမီ30တို့ကိုဖြည့်ကျင့်တော်မူခဲ့ပါတယ်။ဒါပြင်အလောင်းတော်ဟာအလွန်တရာဆွတ်နိုင်ခဲ့လာတဲ့ပရိသတ်ဣဂရိစัจဂျာမင်းတို့ဤစီစဉ်ကိုစီစဉ်ဥစ္စာယန္တနာတွေကိုစွန်ခြင်းခြင်းဆိုတဲ့ဒနာပရိစ္ဆာကယင်းနေသေးချာသာသမီတို့ကိုစွန်ခြင်းဆိုတဲ့ပုဗ္ဗတာပရိစ္ဆာကမယားကိုစွန်ခြင်းဟုသောပရိယပရိစ္ဆာက ရှေးလက်နာနှကောင်းအစရှိသည်အင်္ဂါကြီးငယ်တို့ကိုစွန်ခြင်းကြီးဟုသောအင်္ဂါပရိစ္ဆာကမိမိရဲ့အသက်ကိုပဲစွန်ခြင်းဆိုသောဇီဝိတပရိစ္ဆာကဆိုတဲ့စွန်ခြင်းကြီး၅ပါးတို့ကိုလည်းဖြည့်စွန်တော်မူခဲ့ပါတယ်ဒီလိုဘဝများစွာမှာတန်စရာကာလဘလုံးပါရမီရောအဆုံဆုံးတို့ကိုဖြည့်ကျင့်တော်မူပြီးနောက်အလောင်းဖျားလောင်းတော်ဟာတုတိတာနတ်ပြည်မှာတေတကေတုမြည်သောနတ်သားအဖြစ်စံနေတော်မူခဲ့ပါတယ် ဒုတိယနတ်ပြည်၌သေတပြည်သူနတ်သားအဖြစ်ဆန်းလီတော်မူစဉ်စက်ကြဝဠာတိုက်သောမှာနတ်မြမအပေါင်းတို့ရဲ့တောင်းမှန်လျှောက်ထားခြင်းရာဘုရားချစ်ဖြစ်ခြင်းတံပါပြီလူပြည်သူဆင်း၍ဘုရားဖြစ်တော်မူပါဟုအလောင်းတော်ကိုတောင်းမှန်ကြတယ်ဒီခါမှာအလောင်းတော်သေတကိတုနတ်သားလဲကာလဘုရားဖြစ်ရာအချိန်ကာလဒီပဘုရားဖြစ်ရာကျွန်းရက်ဒေသဘုရားဖြစ်ရာရက်ဒေသကုလဘုရားဖြစ်ရာမျိုးຫນွယ် မာတုအာယုပရိစီတာဘုရားအလောင်းတော်တို့ဤမေတော်ဖြစ်ပြီသူဤအသက်ပိုင်းခြားတို့ကိုကြည်ချင်းကြီး၅ပါးနဲ့ကြည်တော်မူခဲ့ပါတယ်ဒီလိုကြည်ရှုတော်မူပြီးတဲ့နောက်မှာတေတဂိတုနတဟာနတ်ပြည်မှာစုတည်ကမဟာတက္ကရ68ခုနဲ့ဝါစုလပ်ပြီးကျာသာပတိနေ့ကျာသာပတိနေ့မှာကပိလဝိပိရှင်ဘယင်သုဒ္ဓရဏမင်းကြီးတောင်ညာဒေဝီမိဖုရားကြီး မေရမယာဝန်း၌ပရိသန်တီတည်နေတော်မူပါ၏။ဘုရားလောင်းတော်ဟာမဟာတက္ကရိ68ခုကဆုံလာပြီးတောက်ကြနေမှာဒီဝရပြည်နဲ့ကပိလဝတ်ပြည်အကြားမှာရှိတဲ့အလုံးမဏိတာမောအင်းကြီးတို့၌တောင်ညာဒေဝီမိဖုရားကြီးမေရမယာဝန်းမှမိရှုတန့်စဉ်ခွားမြင်တော်မူခဲ့ပါ၏။ဘုရားလောင်းတော်ဟာ16နှစ်အရွယ်မှာရောက်တဲ့အခါတော့ ယသောရယာသရုသမီးနှင့်ထေမြတ်လက်ထပ်ပြီးမဲစည်းစိန်တို့ကိုခံစားစံသားကြလေ။ဒါတော့ယာဟုလာမွေးပွားတဲ့အသက်တော်29နှစ်အရွယ်ရောက်တဲ့အခါမှာသူဦးသူနာသူသည်ယဟန်ဟုသောနမိတ်ကြီးလေးပါးတို့ကို မြင်တော်မူသဖြင့်တောထွက်၍ယဟန်ပြုခဲ့ပါရဲ့။ဘုရားလောင်းတော်သည်အလွန်တရာပြုနိုင်ခဲ့သောဒုက္ခစရိယအချင်းကိုယဟန်ဖြစ်နေ6နှစ်ပတ်လုံးကျင့်တော်မူခဲ့ပါရဲ့။ ဟုတ်နော်ဘုရားလောင်းတော်စီသူ့ဇာတာမြည်သောတထေသမီးလူရန်နဲ့ရွှေခွက်နဲ့လူရန်အတဲ့ကနာလူစွမ်းကိုအဇာပါလညောင်ပင်ရင်၌အလူကံဖုံးပေးပြီးဘောရီပင်ကိုကြွတော်မူခဲ့ပါလေတုတ်ဒီငစင်ညထာသမလူရန်နဲ့မျက်ရှိစုပ်ကိုဘောရီပင်ရင်မှာဖြဲကျဲဖြန့်လိုက်တဲ့အခါမှာအပ္ပရာဇိတပန်းလင်ဝှထွက်လာခဲ့ပါလေ ရလောင်တော်သည်ထိုပလင်ထက်၌ထက်ဝဲဖွဲ့ခွေထိုင်တော်မူနေစဉ်နေမဝင်မင်းနေမဝင်မည်အချိန်မှာပဲဒီဝါပုဒ္ဒမံဆိုတဲ့မန္တရဲ့ရောင်ရံကိုအောင်မြင်တော်မူခဲ့ပါတယ်ယံဝိယံ၌ရှိကနေခဲ့မှုတဲ့အတိတ်ကဖြစ်ခဲ့မှုတဲ့ခန္ဓာအစဉ်အောင်းမေတိတတ်သောပုပ္ပင်ဒီဝါဒအနုဒရိဉံကိုရရှိတော်မူခဲ့ပါတယ်၎င်းယံမှာတော့နတ်တို့ဤမျက်စိနဲ့တူသော အရာရာကိုထိုးထွင်းသိမြင်နိုင်တဲ့ ိဗ္ဗစကုညံကိုရတော်မူခဲ့ပါတယ်။မိုးသောညံမှာတော့သစ္စာလေးပါးမြတ်တရားတို့ကိုပိုင်းခြားထင်နဲ့သိမြင်နိုင်တဲ့အာသဘောတရားလေးပါးတို့ကိုဉာဏ်ကုံခြင်းကိုပြုတတ်သောအတဝက်ခရညံကိုရတော်မူ၍အသက်35နှစ်အရွယ်ငါတက်ကြည့်တရားသုံးခုကဆုံလာပြီဗုဒ္ဓဟူးနေ့မိုးသောညံချိန်မှာလောကသုံးပါးတွင်အတုမရှိသောသဗ္ဗညုတရွှေညံတော်ရှင်ဗုဒ္ဓဖရာသခင်အဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည် သုံးလောကသခင်တပည့်ညူတဲ့ရွှေဉံတို့ရှင်ဗုဒ္ဓမြတ်စွာဘုရားသခင်ဟာဘုရားမြတ်တော်မူပြီးနောက်55ဝါပတ်လုံးဝိနည်းတရဝါပေါင်းတို့ဟာဓမ္မစက်ကြအစရှိသည်တရားများကိုသစ္စာရည်ဤတရားတော်များကိုလူနတ်မြမာတို့ဤလူနတ်မြမာတတ္တဝါတို့ဤအကျိုးစီးပွားလုံးကဆောင်ရွက်တော်မူခဲ့ပါတယ်55ဝါပတ်လုံးတရဝဝိနည်းတို့ဤအကျိုးစီးပွားအတွက်သစ္စာရည်ဤအမြတ်စီး တက်ကြွေးဆောင်ရွက်တော်မူတဲ့တပ်ပိညုဒဗုဒ္ဓမြတ်စွာဘုရားသခင်ဟာတက်တော်80ရွယ်ရောက်သောအခါငါတက်ကြွေ148ခုအစုံလာပြီးအင်္ဂါနေ့မှာကုသနာယုံပြီးမန္လာမင်းတို့ရဲ့ဥယျာဉ်မှာပြိနိဗ္ဗာန်ဆံဝင်တော်မူခဲ့ပါတယ်ဤသူတင်ပါတယ်အလုံးကိုဤသူတင်ပါတယ်